နမကြီးဖူဘလော့ဂါဖြစ်ပေမဲ့ရိုးရှင်းတဲ့လက်ထပ်ပွဲကိုကျင်းပခဲ့တဲ့နောက်မှုလေးအားလုံးပဲမိကလာပေါင်းဗမစ်နောင်ကနေချစ်စွလိုက်ပါတယ် မြန်မာနိုင်ငံမှာနာမည်ကြီး food blogger တွေထဲမှာတော့နတ်မှုလေးကထိတ်ဆုံးကနေပါဝင်နေတာပါ။ AR တိုင်းမှာနေထိုင်တဲ့ကရင်မာလေးနတ်မှုလေးကရုပ်ရှင်နဲ့ပုံစံလေးနဲ့အစားအသောက်တွေကိုချက်စားပြတ်တတ်သူဖြစ်ပါတယ်။အများရန်ချစ်စရာကောင်းနေတဲ့ပြင်ဟင်းချက်လေးကောင်းလို့နတ်မှုလေးကိုလက်ထပ်ရတဲ့သူကတော့ကံကောင်းပါပဲဆိုပြီးအားကြောက်ခဲ့ကြတဲ့သူတွေလည်းရှိတာပါ။အခုတော့နတ်မှုလေးကလက်ထပ်သွားပြီဖြစ်ပြီးသူ့ရဲ့မင်္ဂလာပွဲကိုဖခင်ကျောင်းမှာကျင်းပခဲ့ပါတယ်။နတ်မှုလေးရဲ့မင်္ဂလာပွဲကျင်းပတဲ့ဗီဒီယိုတွေကတော့ပြန့်နှံ့လာခဲ့ပြီးအမကန်ပရိသတ်တွေကတော့အားအသင့်နေကြတာပါ။နတ်မှုလေးမှာဟောက်ရ ်လားဆိုပြီးတိတ်ချပြန်ကြည့်နေကြသလုံးရုတ်ချင်းစင်တူတဲ့သူတို့လည်းထင်နေကြပါတယ်။ပုံတွေထဲမှာဆွေမျိုးတွေကိုမြင်မှပဲနမုလေးတယောက်တကယ်ပဲလက်ထပ်သွားပြီးဆိုတော့ကိုလက်ခံသွားတော့တာပါ။နမကြီးဖူဘလော့ဂါဖြစ်ပေမဲ့လည်းနမုလေးကတော့ဖះเจ้าမှာပဲရိုးရှင်းရှင်းလက်ထပ်ခဲ့ပါတယ်။ငွေကြေးချမ်းသာတဲ့နမုလေးကသူ့ရဲ့မင်္ဂလာပွဲကိုဇာချဲ့တာတွေမလုပ်ဖဲဆွေမျိုးတွေမိတ်ဆွေတွေနဲ့ပဲကျင်းပခဲ့တဲ့သူပါ ဝင်ငွေကောင်းတဲ့နတ်မှုလေးကမင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်လှုပ်လို့ရပေမဲ့လည်းရိုးရအစင်လာအတိုင်းပဲကျင်းပခဲ့ပြီးတော့ရိုးရှင်းစွာနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဟင်းချက်လေးကောင်ဝင်ငွေလည်းကောင်းပြီးရေချင်းရှိတဲ့နတ်မှုလေးကိုလက်ထက်ရသူကတော့ကံကောင်းတဲ့အမျိုးသားဖြစ်ပြီးနတ်မှုလေးအတွက်လည်းဝမ်းသာနေကြပါတယ်။နတ်မှုလေးဟာလက်ထက်တော့မဲ့အကြောင်းကိုကြိုတင်ပြီးတော့လည်းအတိမပေးခဲ့ပဲပွဲကိုတက်ရောက်လာသူတယောက်ကတစ်တော့မှတင်ထားခဲ့တာပဲဖြစ်ပါတယ်။နတ်မှုလေးကမင်္ဂလာဆောင်ဝတ်ဆောင်နဲ့လည်းလှနေတဲ့အပြင်သရိုသားနဲ့လည်းလိုက်ဖက်နေပါသေးတယ်။ နမ်မူလေးကိုအားပေးတဲ့သူတွေကတော့လက်ထပ်သွားတဲ့အတွက်အံ့ဩနေကြပြီးနမ်မူလေးချက်တဲ့လက်ရာတွေကိုအမျိုးသားဖြစ်သူကစားခွင့်ရတော့မှဖြစ်ပါတယ်။နမ်မူလေးဟာဟင်းချက်ကောင်းရတာမကတချင်းဆိုလဲကောင်းတယ်လို့ဟင်းချက်ရင်လည်းအရန်စိတ်ရှိတတ်သူဖြစ်ပါတယ်။သူရဲ့ဗီဒီယိုတွေကရိုးရိမ်မသွားတတ်ပဲအများအားစားချင်စရာကောင်းနေတတ်တာကြောင့် နမ်မူလေးနဲ့အင်းနီနာချင်းဖြစ်ချင်းသူတွေကလည်းမနှဲပါဘူး။ကရင်မာလေးတယောက်ဖြစ်တဲ့နမ်မူလေးကအကိုကြီးရှောက်ပေးလာတဲ့ငါးတွေပစွန်တွေနဲ့ရေထွက်အစားစားတွေကိုမယိုးနိုင်အောင်စပြတ်တတ်တာကြောင့်သူရဲ့ဗီဒီယိုတွေကဆွဲဆောင်မှုရှိနေပါတယ်။တနခါကိုရုံးရှင်းရှင်းလိန်ထပြီးအတန်အေးလေးနဲ့ရှင်းပြတတ်တဲ့နမ်မူလေးကိုချစ်ပြီးရင်ညစ်နေတဲ့စိတ်တွေတောင်ပျောက်သွားတယ်ဆိုတဲ့အထိအေးချမ်းသွားကြတာပေါ့။တော်ရွာလေးမှာအင်းဆစ်ဆင်းနေထိုင်ပြီးတဘာဝအစားအစာတွေကိုချက်ပြုတ်စားတောက်ပြတာကငယ်ဘဝကိုလည်းလွမ်းစေတလို့စိတ်လည်းအပန်းပြေစေတာကြောင့်ကျေးရှုသူတွေကတန်းနေချီပြီးရှိပါတယ် မြန်မာနိုင်ငံက food blogger တွေထဲမှာဝင်ငွေအကောင်းဆုံးလဲဖြစ်တယ်လို့အဖေမှုကလည်းအများဆုံးရထားသူတယောက်ဖြစ်ကောင်းမင်းနောက်အောင်ရလင်းကတော့သူ့အိမ်မှာထမင်းသွားစားခဲ့ပါသေးတယ်။နောက်မူလေးချက်တဲ့ဟင်းတွေကလလဆဆချက်ထားဖြစ်လို့သူ့အိမ်မှာနေကျင်လိုက်တာဆိုတဲ့အထိကြီးစုသူတွေကခန့်စားရတတ်ပါတယ်။အခုတော့နောက်မူလေးကလက်ချလိုက်ပြီးဖြစ်တာကြောင့်သူ့ချက်တဲ့ဟင်းတွေကိုတဝကြီးစားပေးမဲ့သူလည်းရှိသွားပါပြီ။နမူလေးဟာငလျင်လှုပ်ပြီးစအချိန်မှာတော့ social media ကနေခဏကြာပျောက်သွားနေသေးတာကြောင့် American ကခါဦးတို့ဇနီးမောင်နှံကတောင်စိတ်ပူပြီးမေးခဲ့ပါသေးတယ် ။နမ်မူလေးဟာဒီအပိုင်းတော်အတွင်းမှာတော့ full block တွေကိုပြန်တင်တယ်လို့လက်ထပ်သွားတဲ့သတင်းလည်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အများရန်ပြောင်းရွှေ့နေတက်ပြီးဟင်းချက်ကောင်းတဲ့နမ်မူလေးကလက်ထပ်သွားတာကြောင့်သူ့ကိုသဘောကျနေတဲ့ယောက်ျားလေးပရိသတ်တွေကတော့အသေးခွဲနေတော့မှဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောနမ်မူလေးရဲ့အစားအသောက်ဗီဒီယိုတွေကိုသဘောကျပြီးကြည့်ဖြစ်တဲ့သူလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါ